2025ခုနှစ်အော်တိုဘာလ18ရက်စနေနေ့မနေ့စောစောနှုတ်ကရညီဖျားခင်တာတက်ရောက်လာတဲ့ကျွန်တော်တို့တက်များခန်းစားပြီးတိတာကလာတော်လာခြင်းလဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖြစ်ရှင်နာမှာပုံကြည်ပါစီတော့ရှင်းစွာကလာချင်းကိုရွေးနှောင်းမှုဆိုရင်နှစ်စာနေပဲဒီကနေ့ပါဝင်ကျွန်တော်ကျမတက်ရှင်ခဲ့တာ291ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကွန်ဂရက်291ကိုဘယ်လိုသုံးပြုခဲ့လဲပြန်ပြောင်းဆက်ဆက်စစစင်ကြုံတွင်းအောင်ကျန်ရှိသေးတာတော့မနက်ပိုင်းစပြီးနှစ်ကုန်ဒီ94ရက်ပဲကြံပါတော့တယ် ကျန်ရှိတဲ့84ရက်ကိုလည်းကာလချင်းကိုအကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းဘုလို့ကရှေ့ဥစွာတိုက်တွန်းနှုတ်ဆော်ပါစေဒီကနေ့ my blessed morning အစီအစဉ်အဓိကခြေပြုမဲ့ကျမ်းစာကတော့ရှေလုကာခရစ်ဝင်ခန်းကြီး20အပိုင်ငယ်39ဖြစ်ပါတယ်ရှမ်းမှုဆရာချို့တို့ကအရှင်ဖျားကိုရောဤစကားသည်လျှောက်ပတ်ပါ၏ဟုပြောကြ၏နဂရောသည်အသက်ရှင်သောအရဖြစ်၌ရောက်တိုင်းမှာဘုရားသခင်သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေသောအာမင်အရှင်ရှုဖျားထံကို forest တွေကเนาะအပြစ်တင်ဖို့အတွက်အပြစ်တင်ခွင့်ရဖို့အတွက်ဆီလွတ်တယ်။ဘာကြောင့်မေးတယ်။ကဲတာပြီးအောင်ခုံပြရမလား။ဖျားသခင်ကိုပဲပြရမလား။အဲအကြောင်းမေးပါတယ်။အဲ့ဒါပဲသိပြီးတော့လူက20အပိုက်ငယ်20နဲ့26အဲ့ဒီမှာဖတ်ကြည့်တွေ့ရပါတယ်။အရှင်ကဘာပြောလဲ။ အခွန်တပြားပြပါပတ်စံတပြားပြဘုဒ္ဓပုံဘုဒ္ဓလိက္ခာလဲကဲတာဘီရပေါ်တယ်ကဲတာဘီရလိက္ခာလို့ပြောတဲ့အခါကဲတာဥစ္စာကဲတာပြီးပါဖျောက်ဥစ္စာဖျောက်ပြီးပါလို့ပြောတဲ့အခါသူတို့တွေပါဇက်ပြီးသွားကြတယ်အဲ့နဲ့ foreign share နောက်ောက်ကြပြီးတဲ့နောက်ထမ်းမြောက်ရှင်သန်ခြင်းမရှိဘူးဆိုတဲ့အယူနဝဉ္ဉေလည်းမရှိဘူးကောင်းတယ်မှလည်းမရှိဘူးထမ်းမြောက်ခြင်းလည်းမရှိဘူးလို့ယုံကြတဲ့ဇတုကေချိုကအထောင်ချိကပ်ပြီးတော့မိကုန်မိပါတယ်အမျိုးသမီးတယောက်ရှိတယ် ူဘာမှရှိပဲကွယ်လွန်သွားတဲ့ကြောင့်သူ့ညီကအကိုရဲ့မျိုးကိုဆက်နွယ်ရတာဂျူတုံးဆန်ပေါ့လေအဲ့လိုသွားရင်သွားနေညီကိုခုနှစ်ယောက်တော့ကဘာဖြစ်လဲဆိုရင်သူမျိုးသူမိမနဲ့ပေါက်ဖက်ပြီးသွားကြပြီတော်တော်ထားမြောက်ကာလာပါအဲ့မျိုးသမီးကဒီညီကိုခုနှစ်ယောက်ဘဒုရဲ့ဇနီးတဲ့များဖြစ်မှာလေလို့ပြောပါတယ်အဲ့တော့လည်းရှင်ကဘာပြောဆိုရင်လော်ကီသားတွေစုံဖက်သလိုထောက်ရခလာမစုံဖက်ခြင်းမရှိတော့ဘူးဒါကောင်းတမန်နေကဲ့သို့ဖျားသား ဒီကေထေမြတ်ဆောင်မခြင်းပြုကြတော့တည်ခြင်းနဲ့ဆင်ကင်းလို့တဲ့အတ္တတာရောက်သွားပြီအဲဒါကြောင့်တရားဖြေချတဲ့အခါဇတုကေတိလည်းနောက်နောက်လန်သွားတယ်နောက်ောက်ကျသွားတယ်အဲ့ချိန်မှာကျမ်းပြဆရာချူကလာပြီးတော့ကိုရောဖြေတဲ့အဖြေကဟာလာမင်္ဂလာရှိတယ်လျှောက်ပတ်တယ်လို့ပြောပါတယ် ော်ဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်အုတ်ချုပ်ရေးနဲ့ပတ်သက်တဲ့ဝေးကြီးဆိုင်ရာအုတ်ချုပ်ရေးနဲ့ပတ်သက်ထောင်ချောက်စင်တာပေါ့လေ။နော်သူတို့ယုံကြည်ခြင်းနဲ့ပတ်သက်ပြီးထားမြောက်ခြင်းမရှိဘူးဆိုတဲ့ယုံတဲ့သူတွေပေါ့လေ။အဲ့ဒါနဲ့သူတို့ထောင်ချောက်စင်တယ်။ဒါပေမဲ့အဲ့ဒီအရာတွေအားလုံးအရှင်ကလျှက်ပတ်စွာနဲ့တင့်တင့်လျှက်ပတ်စွာနဲ့အပြည့်ပေးလိုက်တယ်။အဲ့တော့နောက်ပိုင်းပါတွေ့ရဆိုရင်နောက်တစ်ဖန်အလင်းမမေးမလျှောက်ဝင်ကြတော့ဘူးလို့ပြောပါတယ်။မိတိုင်းသူတို့ပဲထိသွားတာ။သူတို့ရဲ့မကောင်းတဲ့အရာတွေမကောင်းတဲ့စိတ်သဘောဓာတ်တွေပဲပေါ်သွားတာ။ ဟာတချို့တည်းနေပြီကျွန်တော်တက်တွေ့စဉ်းစားဖို့ကောင်းတာမေကွန်တိုင်းမှာအရှင်ရှု၌အဖြစ်ရှိတယ်သူရှင်နာမဘုံကြီးပါသည် Christ is the answer အရှင်ယေရှုခရစ်တာလင်းတခုသီးသောအဖြစ်ဖြစ်တယ်ကျွန်တော်ဒီနေ့ကိုယ့်ရဲ့ဘဝတာဘဝလန်ကီတဲ့မှာဟုတ်လားမေးရမယ့်ຢာရင်အားကြီးပါ နေစင်တယ်မြတ်ဒါပေမဲ့ကျွန်တော်စိတ်ချဖို့လိုတာအဲ့မေကွန်ရဲ့အဖြစ်ကိုလောကမှာမရှာနဲ့လောကပြီးလောကီပညာရှိတွေဒါ အထင်ကြီးစရာပါမသူတို့ရှိမှလည်းရှင်းမှရှိလိမ့်မယ်ရှိနိုင်တာတော့အရှင်ယေရှုခရစ်တပါးတည်တာပြုတ်ပါလေထိုရှင်နာမပုံကြည်ပါစေကြောက်ကျွန်တော်မှရှိတဲ့နည်းနည်းခက်ခဲရာတွေဘဝတတရဲ့ဟလာနည်းနည်းမှုတွေမိခွန်းတွေကိုအရှင်၌သာလဲမေးမြန်းပြီးတော့အရှင်ရှင်နဲ့အဖြေတွေရယူရှာရအောင်လို့တိုက်တွန်းလိုပါတယ်မှတ်ကြုံဖို့ကမှတ်သားဖို့ကခရစ်တော်တပါးတည်တာလင်းအရာခတ်သိမ့်ရဲ့အဖြေမိခွန်းနိုင်ရဲ့အဖြေဖြစ်ပါတယ် ကြောင့်ရနဂရနဲ့ဝင်ခချပြင်ဇရမဘုရားခင်သည်အတိတ်တပံပြန်လဲကောင်းကြည့်ပြပါစီတော့သုတော်နဲ့ကြပါစို့ဖာဘုရားခင် ဖာရရှေတို့ကတတော်ယေရှုဖျားအုတ်ချွေးဆိုင်ရာငွေကြီးနဲ့ပတ်သက်ပြီးအပြစ်ရှာဖို့လာပါတယ်ဇရုကဲတွေကလည်းသူတို့ယုံကြည်တဲ့အရာထမြောက်ခြင်းမရှိဘူးဆိုတဲ့အရာပေါ်မှာမိခွန်းနေနဲ့လာပါတယ်တပည့်အရှင်ဟာလျှောက်ပတ်စွာဖြည့်ပြီးတဲ့ကြောင့်ဘုရားအားမှာနောက်ပိုင်းမမေးမလျှောက်ကြတော့ပါဘူးမိခွန်းရဲ့အဖြစ်ဟာအရှင်ရှုမှာရှိပါတယ် မဖြစ်ရှင်းတဲ့နေရာအရှင်းမှမရှိဘူးလို့တာရုံကြီးစိတ်ချပြီးနေ့စဉ်နဲ့မြတွေ့ကြုံတဲ့ဘဝတိုက်ပွဲတွေဘဝသင်္ကန်းစာတွေမှာကတော့မေးခြင်းနေရာအားလုံးအရှင်းနိုင်တိုင်းမေးပြီးတော့အဖြေရရှင်းနိုင်ဖို့လို့ကအသက်တာသူမှာအလင်းပြင်းချင်းပြပြင်းချင်းတွင်သိချင်းတာပြုတော့ကောင်းချီးပေးပါမိချောင်းထမြောက်ပြီးအသက်ရှင်တော်မူသောကယ်တပန်ရှင်အရှင်ရှုဖျားနာဝရပြေကိုပြီးပြုပြီးခြေစွာပေါင်းခြေပေါင်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရဖဖျားသခင်အာမင်ပြီးခဲ့တဲ့သခင်ဖျားနေရပြီးတော့ နေ့ကနေပဲဒီနေ့ဆိုရင်ခုနှစ်တာလာရှိခဲ့ပြီပြီးခဲ့တဲ့12ရက်14ရက်16ဒီနေ့17ကျွန်တော်ရှင်လူကနေလေ့ကျင့်စဉ်းစားခဲ့ပါတယ်နောက်ပြီးခဲ့တဲ့သင်္လာ73ပုထု15မနေ့ကစခွန်ဟိရှားနေပဲ၃ကျင်စဉ်းစားပါတယ်ဖြစ်စေကျွန်တော်တော့အချိန်မရရအောင်လုပ်ပြီးတော့လူကဆိုလူကနေလေ့ကျင့်ဟိရှားဆိုဟိရှားနေ၃ကျင်ပြန်ပြီးနောက်ထောင်ကြည့်ပါအောင်လို့ကိုတက်တာအတွက်အာကောင်းကြီးမင်္ဂလာသုံးဆုံးတရားထပ်မံပြီးရရှိမယ်ယူကြောင်းဖော်ပြလိုပါတယ် ပြီးရင် public မှာ share လုပ်ပေးပါအောင်လို့အမြဲတမ်းတောင်းဆိုတိုင်းတောင်းဆိုလိုပါတယ်။ဒါကြောင့်တွင်မှာဖခင်သည် ကြီးမားတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလမ်းပြတော်မူပါစေသော။အာမင်။